မမမကန်နေပြောမယ်မမမကန်နေလောက်မယ်သူတော်ဘာအသက်တွေနဲ့မမမကန်အသက်မွေးနေမယ်ဆိုရင်သူပုဂ္ဂိုလ်ကစိတ်ညာညာမှုဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါကြောင့်မို့လို့အေးပြောတယ်မမကန်ကန်ပြောလောက်တယ်မမကန်ကန်လောက်အမှန်တိုင်းအသက်မွေးမှန်းကြောင်းလိုက်ပဲမှန်ကန်တဲ့တရားနည်းလမ်းကြကြအသက်မွေးတဲ့အဲ့ဒါလို့အသက်မွေးဖို့ရာအတွက်သမ္မာဝါယမမမကန်ကန်ကျူးစားရမယ် သမာတတိမမံကံကံစိတ်ထဲမှာဆိုင်ရမယ်သမာတဘာတိစိတ်နှလုံးဒီကြည်မှုလည်းမှန်ကန်ရမယ်လို့ဆိုပြီးတော့သမာတရာတက်ထားတယ်လောကမှာလူတွေကလမ်းမားကိုရှောက်နေတာများလို့မြတ်စွာဘုရားကဟောဒီအမှန်လန်းကိုရှောက်လို့ပြောတာနော်အေးအဲ့ဒီအမှန်လန်းဟာငြိမ်းချမ်းမှုရဖို့အတွက်တကြောင်တည်သောလမ်းပဲတဲ့နောက်လမ်းကွဲမရှိဘူးနိဗ္ဗာန်သွားခြင်းဒီလမ်းကပဲရှောက်တယ် နောင်ခဲ့တဲ့ခင်းကဝလူသဲစုမကပွင့်တော်မူခဲ့ကြတဲ့မြတ်စွာဘုရားတွေကိလေသာအညစ်အကြေးတွေကင်းပြီးတော့စိတ်နှလုံးငြိမ်းချမ်းလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတာလဲဟောဒီလမ်းကြီးကလျှောက်သွားတာပဲတခြားလမ်းမရှိဘူးတဲ့မြတ်စွာဘုရားရဲ့တတိသာယဟန္တာထေရထေရီမတွေအငြိမ်းချမ်းမှုကိုရသွားတဲ့ပုဂ္ဂိုလ်တွေအားလုံးဟောဒီလမ်းကပဲလျှောက်ရတယ်ဒီတလမ်းနဲ့ပဲရှိတယ်လို့ဆို တလန်းမှာလမ်းတွယ်မရှိဘူးဒီတလန်းနဲ့လမ်းတွယ်ကလည်းဒီတစ်ခုတည်းပဲရှိတယ်။ကြောင်းတီးသောလမ်းမကြီးကတသွယ်တီးသောလမ်းနော်